ိတဲ့အတိုင်းအကူဖြစ်ပေါ်သွားတယ်ငလင်ကြီးကတော်တော်လေးကိုကြမ်းနေနော်ဒီတော့မမဝိုင်ကဒီငလင်ဖြစ်နေတဲ့အချိန်တွင်းမှာဘယ်လိုမျိုးစောင်းရံရှောင်းရံလေးတွေကိုမမဝိုင်ជីနူးလေးနဲ့အတူတူတရုပ်ဖော်ပြီးတော့တေချာလေးရှင်းပြသွားမယ်နော်တချို့အကြောင်းအရာတွေကလူကြီးရဲ့တီးပီးသားလည်းဖြစ်နိုင်တာမလို့တီးပီးသားသူတွေကကြတော့ဒီဗီဒီယိုလေးကိုကြော်ပြီးကြည့်သွားလို့ရရယ်နော်မမဝိုင်ကကြတော့မမဝိုင်ရဲ့ fan တဲတုံးလေးတွေအတွက်ကိုမမဝိုင်က knowledge sharing အသိပညာပေးရလို့ပဲခေါ်မလားပြောပြခြင်းတာပေါ့နော်အနေရဲ့ကင်းအောင်လို့ပြောပြခြင်းတဲ့သဘောနဲ့ဒီဗီဒီယိုလေးကိုတင်ဆက်လိုက်တာပါတဲတုံးလေးတို့ရေငလင်စပြီးတော့လှုပ်လာပြီး ဆိုရင်ကြတော့ကိုနေထိုင်နေတဲ့အဆောက်အဦးကိုအရင်ဆုံးချက်တင်နေပေါ့နော်။အခုဖြစ်ပေါ်သွားတဲ့ငလင်မှာဆိုရင်အဆောက်အဦးလိုက်ကြီးကပြိုကျတာမျိုးတွေအများကြီးတွေ့ရတဲ့အတွက်ကြောင့်ကိုနေတဲ့အဆောက်အဦးကမခိုင်ခံဘူးဆိုရင်တော့အပြင်ကိုအချိန်မီပြေးထွက်မှရမယ်ပေါ့နော်ကိုနေတဲ့အစားအုပ်ကခိုင်ခန့်နေဆိုရင်တော့အိမ်ထဲမှာပဲလုံခြုံတဲ့နေရာမှာပုံဖို့အတွက်ကိုရှာဖွေရမယ်ပေါ့အဲ့မှာမမဝိုင်းနှစ်ပိုင်းပြန်ခွဲလိုက်မယ်ပေါ့ကိုကဒါအစားအုပ်ကမခိုင်ခန့်လို့ပြေးထွက်ရပြီဆိုရင် တဲလုံးလေးတို့ကအိမ်မဲဆိုရင်တော့အိမ်ရှိုတိုင်းလက်ချေချေလွတ်လွတ်လို့ပြေးထွက်လိုက်လို့ရရပါတော့မဟုတ်ဘူးသူကကွန်ဒိုရီတို့နောက်ပြောကြတော့အစာဦး shopping mall လိုနေရာမျိုးကြီးရောက်နေပြီဆိုရင်တော့ဓာတ်လေကားကိုလုံးဝသုံးလို့မရဘူးเนาะ emergency exit ဖြစ်ဖြစ်အာရိုးရိုးလှေကားကွာအဲ့လိုလှေကားအနေနဲ့ဆင်းရပါမယ်ဓာတ်လေကားနေရာနေပြီးတော့အသုံးမပြုရတော့ဘူးเนาะနောက်ပြောကြတော့ကိုကအတင်ကိုရောက်သွားပြီဆိုရင်လည်း လွတ်လွတ်လပ်လပ်ကြီးနေနေလို့မရသေးဘူးငလင်ကဆက်လုံးနေသေးတယ်ပြီးပြီးခါစားမျိုးဆိုရင်အပြင်ထွက်သွားတာတော့မှဘေးကအဆအဦးလို့မျောစင်းလို့အဲ့ဒါမျိုးတွေကပြုတ်ကျတတ်တဲ့အတွက်ကြောင့်အပြင်ရောက်ပြီဆိုရင်ကိုယ့်ရဲ့မျက်လုံးကအပြင်တွေကိုတစ်ချက်လစ်လာရမယ်နော်ပြုတ်ကျတဲ့ဓာတ်တာကြီးလို့ဘာလို့ရှိတဲ့နေရာမျိုးကြီးဆိုမှမနေရဘူးခဝဲဝဲကိုပြေးရမယ်နော်အပြင်ကိုကမထွက်ဘူးကိုယ့်အဆအဦးကခိုင်ခန့်လို့အထဲမှာပဲပုံမဲ့ဆိုရင်တော့ပုံမှုနေရာစပြီးရှာတော့မယ်အဲ့ချိန်မှာလည်းငလျာလှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကလုံးဝကြောက်အားလန့်အားနဲ့ဟိုပြစ်တိပြေးတာမျိုးမလုံးနဲ့နော်စိတ်ကိုနည်းနည်းလေးတိတိငိမ့်ငိမ့်လေးနဲ့ ခိုင်ခန့်တဲ့ပစ္စည်းတစ်ခုကရှားတော့မယ်စပွဲကုံလို့မာတဲ့ဥစ္စာမျိုးအပေါ်ကပြုတ်ကြရင်လည်းဒဏ်ခံနိုင်တဲ့မာတဲ့ဂဒင်းလိုပုံစံမျိုးစပွဲကုံလိုပုံစံမျိုးတွေမှာဝင်ပြီးတော့ပုံလို့ရတယ်ပြီးတဲ့အခါမှာအရေးကြီးဆုံးကကြတော့ခေါင်းရည်ဇက်ကယ်ပေါ့နော်ခေါင်းကိုအကွက်တစ်ခုယူရမယ်နော်တဲတုံးလေးတို့အာလွယ်တာပေါ့ကွာကိုပေးနာမှာမာတဲ့ပစ္စည်းဘာရှိလဲဆိုတာတစ်ချက်ကြည့်လိုက်မယ်ဟိုထမင်းအိုးတို့မန္တလေးတို့ဘာလို့မှကြာဆိုင်ကယ်အုပ်ထုပ်တို့တွေ့ရလှမ်းပြီးတော့ခေါင်းအကွက်လေးတစ်ခုယူပေးပါတကယ်လို့မလွယ်ဘူးကိုကအဲ့နေရက်နဲ့နိုးလာတာမျိုးဆိုရင်တော့ဘေးနာကလွယ်တဲ့ခေါင်းအုံးခေါင်းအုံးကြတော့မာတာမဟုတ်တော့ဘူးပျော့လာအပြင်ဖြစ်ပြန်တယ်ဘာကြောင့်လဲဆိုတော့ဒါပေမဲ့ तू ကကြတော့ soft ကူရှင်လိုမျိုးပုံစံမျိုးတခုခုကကိုယ်ရိုက်မိတယ်ဆိုရင်တော့ပျက်ပျော်လေးဖြစ်နေရတဲ့ကြောင့်ကင်မရာကခွက်ခနဲကွဲရမျိုးမဖြစ်လာအောင်လို့ကူရှင်လိုသဘောမျိုးလေးဖြစ်အောင်လို့ဆော့ဖြစ်တဲ့ခေါင်းလိုနဲ့လည်းကာကွယ်ယူထားလို့ရတယ်မပုံရမယ်မနေရမယ်နေရာတွေရကြတော့ကွဲလွယ်တဲ့မှန်ပတင်းပေါက်တွေတော့မှန်အနေနဲ့လုပ်ထားတဲ့ဘီဒိုတွေအဲ့နေရာတွေတော့မနေရအောင်တော့ဘာကြောင့်လဲဆိုတော့သူကကြတော့လောက်ခါမဲ့အချိန်ကြောင်းမှန်ကလာပြီးတော့လွင့်စင်နိုင်တယ်လို့ပြုတ်ကြတဲ့အချိန်ကြောင်းလည်းမှန်ကွဲနိုင်တယ်အဲ့ဒါတွေရကြတော့အကုန်လုံးထိခိုက်နိုင်တဲ့အတွက်ကြောင့်ကွဲနိုင်တဲ့ပစ္စည်းနေရာမျိုးတွေမှာတော့မပုံခိုအောင်เนาะနောက်တစ်ခုကကြတော့ ရှေ့ရှေ့ကြီးနဲ့ထောင်နေတဲ့အရာမျိုးတွေမှာဆိုလည်းမနေရဘူး။ဟိုသူကကြတော့ရှေ့နေရာဖြစ်တဲ့အတွက်ကြောင့်လှုပ်ပြီဆိုရင်ဒရင်ကြီးကြီးဖြစ်တော့လူပေါ်ကိုပိနိုင်တယ်။အဲ့လိုပစ္စည်းတွေရဲ့ဘေးမှာလည်းမပေါ့အောင်တော့ နောက်ပုံခုလို့ရတဲ့နေရာတစ်ခုကကြတော့ safe zone ပေါ့နော် triangle area ဆိုပြီးတော့မမဝိုင်းဖိုတိုလေးတွေလည်းတစ်ချက်ပြထားတယ်။သူကကြတော့မာတဲ့ပစ္စည်းတစ်ခုခုရဲ့ဘေးနားမှာဝုဝကလေးနေရာမျိုးဆိုရင်လည်း safe ဖြစ်တယ်ပေါ့နော်။သူကဘာကြောင့်လဲဆိုတော့အပေါ်ကပစ္စည်းတစ်ခုပြီးကြတာပဲဖြစ်ဖြစ်ပြိုကြတာပဲဖြစ်ဖြစ်ဆိုရင်မာတဲ့ပစ္စည်းကိုအရင်ထောက်ပြီးသွားမှဒီလိုကွေးကြသွားမှဖြစ်တော့ triangle လိုလေးဖြစ်နေတဲ့နေရာလေးက safe zone ပဲ။အဲ့တော့ကြောင့်ကွာပစ္စည်းမာတဲ့နေရာမျိုးတွေမှာဆိုရင်ပုံခုလို့ရပါတယ်။ Okay ပေါ့နော်။ဒါဆိုရင်ဒီ aquatic ငလင်ကနေပြီးတော့လုံမြောက်သွားပြီဆိုရင်လေတကယ်အင်အားကြီးငလင်နေပြီ ီးတဲ့အခါမှာအခုဆိုလဲတရုံလေးလို့ဆိုရင်လဲတိကြမှာပါနော်ဟိုငလင်းအင်အားကြီးငလင်းပြီးတဲ့အခါမှာနောက်ဆက်တွဲငလင်းလေးတွေကဆက်လိုက်လာတဲ့အခါမှာဒီတစ်ခါမှာတော့မမဝိုင်ကကြိုတင်ပြင်ဆင်ထားလို့ရပြီတကယ်တကယ်တမ်းကျအကွက်ကကြတော့ဘယ်ချိန်ဖြစ်မလဲဆိုတော့မသိဘူးကြိုတင်ခံမလို့လုံးဝမရဘူးနော် အခုမမောင်ဝိုင်ပြောတာကတော့ဒီလိုအင်အားကြီးငလင်ဖြစ်ပြီးရင်တော့တေချာပေါက်နောက်ဆက်တဲ့ငလင်ကတော့လာမှာဖြစ်တဲ့အတွက်ကြောင့်ဒီနောက်ဆက်တဲ့ငလင်တွေအတွက်ကိုတော့မမောင်ဝိုင်တို့က precaution တွေယူထားလို့လုံးဝရပြီနော်တေတေချာ preparation လုပ်ထားလို့ရပြီပေါ့ထိခိုက်ဆုံးရှုံးမှုတွေမရှိအောင်လို့အဲ့ချိန်မှာပထမဆုံးပြင်ဆင်ထားမှာတော့ကိုနေမဲ့အစာအုပ်ကိုအရင်ဆုံးကြည့်ရအောင်မယ်နော်မခိုင်ထားဘူးဆိုရင်တော့လုံးဝမနေတော့မနေသင့်တော့ပါဘူးခိုင်ခန့်တယ်ဆိုရင်တော့ခိုင်ခန့်လို့နေလို့ရသေးတယ်ဆိုရင်တော့ကို့အိမ်မှာရှိရဲ့ပစ္စည်းတွေကို ပီရိုတွေရဲ့အပေါ်မှာပစ္စည်းတွေတင်ထားတာလို့ပြုံကြနိုင်တဲ့ပစ္စည်းတွေကွာကိုယ်ထိခိုက်နိုင်တဲ့ဟာမျိုးတွေဆိုရင်ကြိုတင်မြှုပ်ဖယ်ရှားထားတင်ပြီနော်နောက်တစ်ခုကကြတော့ first aid kit စောင့်ထားရမယ်တဲလုံးလေးတို့ရေအဲ့ဒါအရေးကြီးပါတယ်ကိုတကူစားအတွက်ကတော့တဲလုံးလေးတို့အရွယ်ဆိုရင်လည်းပြင်ဆင်ထားရပါမယ်နော်မမဝိုင်းတခြားလေးမှာလိုက်မယ်နော်ကိုရဲ့တဆွဲပါပေါ့တဲလုံးလေးတို့ဆိုရင်တော့ကြောက်ဖို့လွယ်အိတ်တို့ဘာလို့တဲမှာဘာထည့်ထားရမလဲဆိုတော့ရေအစားအစာ flashlight ဆက်တယ်ဘူးအတွက်ကို phone power bank နေ အရေးကြီးလိုအပ်တဲ့စေဝါးတွေအဆင့်သင်းပြင်ဆင်ထားဖို့လိုမယ်နော် လိုပြင်ဆင်ပြီးသွားပြီဆိုရင်တော့အာနောက်ဆက်တွဲငလင်တွေကိုအာတတိပေးနောက်ပြီးတော့အာတဲရုံလေးလို့ဆိုရင်ကြတော့ဖုန်းလို့တက်ပလက်လို့ကျွမ်းမာတယ်အဲ့ထဲထဲမှာဆိုရင် Aquit Alarm နေ application လေးတွေထည့်ထားလို့ရတယ်เนาะပြီးပြီဆိုရင်တော့တတိဝရိယလေးနဲ့နေဖို့လိုအပ်ပါတယ်မမဝိုင်ရဲ့အရန်ချိရတဲ့တဲရုံလေးတွေတယောက်ချင်းစီတိုင်းဘေးကင်းလုံခြုံပါစေမမဝိုင်ကအမြဲတမ်းကိုစူတောင်းမီတာပို့ပေးနေရယ်เนาะနောက်ပြီးတော့မမဝိုင်လို့ငလင်ပေးနဲ့ပတ်သက်လို့လည်းအလူတွေလုံနေပါတယ်မမဝိုင်တို့ကိုယ်တိုင်ကနေပြီးတော့ဆိုင်ရနေမတီလူငွေစဲ့သိန်းနဲ့သကိုင်းမှာဖြစ်နေတယ်ငလင်ဘေးအတွက်ကိုလှူဒန်းထားတာရှိပါတယ်တခြားဒီမှာလည်းမမဝိုင်လှူထား ားတာတွေလည်းရှိရပေါ့ဒါကတော့မမဝိုင်တို့တကယ် main လုပ်ထားတာပေါ့အဲ့ဒီထဲထဲမှာဝင်ပြီးတော့ပါဝင်လှူဒန်းကျင်တယ်တဲလုံးလေးရှိရဆိုရင်လည်းမမဝိုင်တို့ကိုဆက်သွယ်ပြီးတော့ပါဝင်လှူဒန်းအားဖြည့်ပေးလို့ရပါတယ် ဲတုံးလေးတွေရောတဲတုံးလေးတွေမိသားစုတွေအကုန်လုံးရောဘေးကင်းလုံခြုံကြပါစေ။အော်နောက်ပြီးတော့မမဝိုင်းဒီရပိုင်းလေးမှာမမဝိုင်းတို့ရဲ့ဗီဒီယိုလေးတွေကိုတော့မတင်သေးဘူးเนาะတဲတုံးလေးအရင်အဟောင်းဗီဒီယိုလေးတွေကိုပဲကြည့်ပြီးအားပေးပေးပါ။အခုကကြတော့ငလင်းနဲ့ပတ်သက်တဲ့သတင်းတွေကပို့ပြီးအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မမဝိုင်းတို့ဗီဒီယိုကြောင့်အနောက်ရှက်ဖြစ်တာပဲဖြစ်ဖြစ်သတင်းတွေဖုံးသွားမှာဆိုတဲ့အတွက်ကြောင့်မမဝိုင်းတို့ကစားတဲ့ဗီဒီယိုလေးတွေကိုတော့ဒီရပိုင်းမှာမမဝိုင်းတို့ရန်နာထားအောင်မယ်เนาะတဲတုံးလေးတို့เนาะအရင်အဟောင်းဗီဒီယိုလေးတွေတွေကပဲအားပေးပေးပါ။အားလုံးကိုဗီကင်းကြပါစေ။အကုန်လုံးချစ်ပါတယ်မမဝိုင်း။တဒါ။